အားလုံးပဲမင်္ဂလာပါခင်ဗျာအဒီကနေ့ကျွန်တော်ရဲ့ပေးသက်ကြီးကိုအင်တာမအစွမ်းထက်တဲ့တည်တည်တမျိုးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒါကတော့အခုဒီမှာမြင်တဲ့အတိုင်းပဲ blueberry လို့ခေါ်ပါတယ်ဒီ blueberry ကတော့မြန်မာနိုင်ငံမှာအပေါက်တဲ့အသီးတော့မဟုတ်ပါဘူးဒါနိုင်ငံခြားကနေပြီးတော့မှ import လုပ်တာဖြစ်ပါတယ်သူ့ရဲ့ native ကတော့မွေးင်းဒေသကတော့ဖြစ်ရင်မြောက်အမေရိကတိုက်ဖြစ်ပါတယ်မြောက်အမေရိကတိုက်မှာအထူးသဖြင့်ကနေဒါနိုင်ငံမှာဆိုရင် blueberry အရိုင်းနေပေါ့နော်ဒါတွေကသဘာဝလျောက်ပေါက်ရောက်ပါတယ် အဲ့တော့ဘရူးဘယ်ရီမှာအရင်ရှိတယ်လူတွေဆက်ပြောတာရှိတယ်အရင်သီးတွေအများဆုံးပေါက်တဲ့နိုင်ငံကတော့ကနေဒါနိုင်ငံဖြစ်ပါတယ်ကနေဒါနိုင်ငံမှာရှိတဲ့ဘရူးဘယ်ရီပင်လေးတွေဟာဆိုရင်တာမားဖြစ်တော့နှစ်ပေးလောက်ပဲရှိတယ်ဒါကြောင့်မလို့သူကအပင်ပူလေးတွေဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မှဘရူးဘယ်ရီအရင်သီးတွေကိုကူးပြီးတော့မှဒီကနေဒါလူမျိုးတွေကစားသုံးတဲ့အပင်ကိုတစ်ကမ္ဘာလုံးကိုလည်းသူကတင်ပို့ရောင်းချပါတယ်အင်မတန်မှလည်းကောင်းပါတယ်နောက်တစ်ခုကတော့လူတွေဆက်ပြောတာပေါ့နော်လူတွေဆက်ပြောတာတော့အဓိကအများဆုံးဆက်တာကအမေရိကန်ပြည်ထောင်စုရဲ့မြောက်ပိုင်းဒေသ ကနေဒါနိုင်ငံနဲ့ဆက်ဆက်နေတဲ့ပြည်နယ်တွေမှာအဓိကစိုက်တာကိုတွေ့ရပါတယ်။လူတွေစိုက်ပျိုးတဲ့အပင်တွေကတော့ပို့ပြီးတော့မြင့်ပါတယ်။6ပေ9ပေလောက်တိရှိပါတယ်။အတိရလည်းပို့ပြီးတော့မှတဘာအတိရဆာလို့ရှိရင်2ဆ3ဆလောက်တိပို့ကြည့်ပါတယ်။အဲ့တော့အနည်းတင်အဖြစ်ဘေးကပိုကောင်းလဲလို့မြင်လို့ရှိရင်တော့တဘာကလူတွေစိုက်တာတဲ့ပိုကောင်းနေဆိုပြီးတော့မှပညာရှင်အားလုံးကမှတ်ချက်ပြုထားပါတယ်။ကောင်းပါပြီ။ဘလူးဘယ်ရီကဘာကြောင့်ကောင်းတာလဲပေါ့နော်။ဘလူးဘယ်ရီမှာအဓိကအဖြစ်ဒီအာဟာရတန်ဖိုးကိုကြည့်မယ်ဆိုရင်သူ့မှာကာဘိုဟိုက်ဒရိတ်က14%ခန့်လုံးပါပါတယ်။ ကာဝဲရီဆွဲနဲ့မှာအဓိကကတော့ဂလူးကို့စ်တွေပါတာပေါ့နော်ပြီးရင်ကျန်တဲ့ vitamins တွေ minerals တွေလည်းအများကြီးပါပါတယ်အဲဗီတာမင်တွေမှာသိတာကတော့ vitamin C လိုဟာမျိုးတွေ vitamin K လိုဟာမျိုးတွေကသိတာများတာကိုတွေ့ရတယ် minerals တွေမှာဆိုအဓိကကမင်းဂနီးစ်တွေအများကြီးပါတာကိုတွေ့ရပါတယ်ကျန်တာကတော့ရည်တွေပေါ့နော်84ကြာခိုင်နှုန်းကရည်ဖြစ်ပါတယ်နောက် blueberry ကဘာကြောင့်မလို့အဲ့လိုပြာနေရလဲပေါ့နော်ပြာနေရတာအဓိကကသူ့မှာပါဝင်တဲ့ anthocyanin ဆိုတဲ့ဓာတ်ပစ္စည်းကြောင့်ဖြစ်ပါတယ် anthocyanin ဟာ သူ့ရဲ့ page ပေါ်မှာတည်ပြီးတော့မှအယောင် ပြောင်းပါတယ်အပြောင်ရှိသလိုနှစ်ပြောင်လည်းရှိတယ်အနှစ်ယောင်လည်းရှိတယ်အပြီးလို့ရှိရင်ခရမ်းယောင်ပေါ့နော်ပါပါကာလာရှိတယ်အချို့ဆိုရင် page ကတကယ်လို့နှိမ့်မယ်ဆိုလို့ရှိရင်တော့အနီယောင်တိရှိတတ်ပါတယ်အဲ့တော့သူ့မှာပါဝင်တဲ့ endosan နေရဲ့ပမာဏပေါ်မှာတည်ပြီးတော့အယောင်တွေးရလဲပြောင်းလဲမှုရှိပါတယ်အဲ့တော့ blueberry မှာတာမိုးအကြီးဆုံးကဘာလဲလို့မြင်သူ့မှာပါတဲ့ endosan နေနေဖြစ်ပါတယ်ကောင်းပြီ endosan နေကဘာလို့တာလဲပေါ့နော်အဓိကကတော့အချက်၃ချက်ရှိပါတယ်နံပါတ်၁က antioxidant action anti inflammatory action အဲ့တော့ antioxidant ဆိုတာကတော့ dado စန့်ကျင်တဲ့အာနိသင် anti inflammatory ဆိုတာကတော့ရောင်ဝမ်းခြင်းကိုကျဆင်းစေတဲ့အာနိသင်ဖြစ်ပါတယ်အဲ့တော့ dado စန့်ကျင်အာနိသင်ရှိတဲ့အသီးတွေထဲမှာဘလူးဘယ်ရီကထိတ်ဆုံးနေရာမှာရှိပါတယ်ဘာဖြစ်လို့လဲသူမှာ anthocyanin ကဒီ flavonoid မျိုးဖြစ်တယ် dado စန့်ကျင်အာနိသင်မှာအရင်ကို strong ဖြစ်တယ်သူက dado စန့်ကျင်ဆိုတာဘာလို့တာလဲဆိုတော့ခန္ဓာကိုယ်မှာနေတူတူထွက်လာတဲ့ free radical တွေပြီးတော့အပြင်ကနေပြီးတော့ဝင်လာပြီးတော့တက်ခိုက်တဲ့ free radical တွေကိုသူက တက်ခိုက်ချိန်မုံပြီးတဲ့ဖျက်ဆီးပြီးတဲ့အာနိသင်ဖြစ်ပါတယ် free radical ဆိုတာခန္ဓာကိုယ်ကြီးကိုအရေပြားအစပြီးတော့ခန္ဓာကိုယ်အတွင်းအင်္ဂါတွေအကုန်လုံးကိုတက်ခိုက်တဲ့ဖျက်ဆီးတယ်ရောင်ဝန်းခြင်းတွေကိုဖြစ်စေတယ်ဒါတွေကိုဖျက်ဆီးနိုင်တဲ့တတ္တိရှိတဲ့ endocyanin blueberry တွေမှာအများကြီးပါပါတယ်ဒီလိုဖျက်ဆီးခြင်းအပြင်ခန္ဓာကိုယ်တွေကိုအပြင်းအနိပြီးတော့မှဒီ free radical တက်ခိုက်မှုကလည်းကင်းဝေးသွားတဲ့အတွက်ရောင်ဝန်းခြင်းတွေကျဆင်းသွားပါတယ်ခန္ဓာကိုယ်ပျက်စီးခြင်းတွေကိုကာကွယ်ပေးတာဖြစ်ပါတယ် ရောင်ရမ်းခြင်းဆိုတဲ့နေရာမှာခန္ဓာကိုယ်ရောင်ရမ်းတဲ့ဖြစ်တဲ့ယောဂါတွေကအများကြီးရှိပါတယ်။ဥပမာအမည်ဆိုရှင်အစစ်မြစ်တွေရောင်နေပေါ့နော်။လေးဘက်နာကြောင်းဖြစ်ဖြစ်၊သွေးလေးဘက်နာကြောင်းဖြစ်ဖြစ်၊ဒါမှမဟုတ်ရှင်လဲဒီ SLE လို့ခေါ်တဲ့ရေပြားလေးဘက်နာကြောင်းဖြစ်ဖြစ်အဲ့လိုမျိုးရောင်ရမ်းခြင်းတွေကိုယောနေအောင်ဆိုလှုပ်ပေးနေပါတယ်။ခန္ဓာကိုယ်မှာဘာကြောင့်ရောင်ရမ်းရောင်ရမ်းခန္ဓာကိုယ်မှာညာတာချီယောဂါတွေဖြစ်စေပါတယ်။အဲ့ဒါတွေကိုဘလူးဘယ်ရီကတတ်တာစေပါတယ်။ဒုတိယအချက်အနေနဲ့ဆိုရင်တော့နှလုံးနဲ့သွေးကြောကြားမကြီးအတွက်ကိုဘလူးဘယ်ရီကအင်မတန်ကောင်းတဲ့အသီးဖြစ်ပါတယ်။ ဲ့တော့ तू อ่ะသွေးကြောတွေကိုကျင်းမသွားအောင်ဒီလိုပေးနေတယ်ခုနကအန်တီအောက်ဆီဒန့်အရှင်ရောနော်သူ့ရဲ့အန်ဒိုဆိုင်ယန်တွေတခြားအရှင်တွေကြောင့်မှာသွေးကြောနံရံတွေထူမလာအောင်ဒီလိုပေးတယ်သွေးကြောနံရံတွေကိုရောင်မလာအောင်လုပ်ပေးတယ်အဲ့တော့သွေးလက်ပတ်မှုကို तू ကောင်းအောင်လုပ်ပေးပါတယ်သွေးထဲမှာရှိတဲ့မကောင်းတဲ့အဆီတွေပေါ့နော် LDL LDL ကိုကျဆင်းအောင်လုပ်ပေးတယ် LDL oxidation တွေကို तू ကယောနေအောင်လုပ်ပေးတဲ့အကြောင်းမလို့သွေးကြောတွေမာလာလာမဖြစ်အောင် तू ကကာကွယ်ပေးပါတယ် အာသရိုစကလိုစစ်လို့ခေါ်တဲ့သွေးကြောမာလာလို့ရှင်သွေးလူယောဂဖြစ်ပါတယ်နှလုံးသွေးကြောကျင်းတဲ့ယောဂဖြစ်ပါတယ်ဒါကြောင့်မလို့သူကသွေးလူယောဂဓမာတောက်မယ်ဆိုလဲအကျိုးရှိတယ်နှလုံးသွေးကြောကျင်းတဲ့ယောဂဓမာတောက်မယ်ဆိုလို့ရှင်လဲအကျိုးရှိတယ်ဘလူးဘယ်ရီစားမယ်ဆိုလဲရတယ်အဲ့တော့နှလုံးနဲ့ပတ်သက်လို့နော်သွေးကြောနဲ့ပတ်သက်လို့ကောင်းသလိုနောက်ဆုံးတတိယအချက်ကအုံနောက်နဲ့အာဝန်ကြောစနစ်ကိုသူကကောင်းအောင်လုပ်ပေးတယ်ဒီနေရာမှာအရန်ရေးကြည့်တဲ့အချက်အနေနဲ့ကပြောချင်တာက memory လို့ခေါ်တဲ့အုံနောက်ရဲ့မှတ်ညာအရေးသွေးကိုသူကကောင်းအောင်လုပ်ပေးတဲ့အခါမှာ အသီးတွေအားလုံးတွေမှာဘလူးဘယ်ရီကနံပါတ်1ဆိုပြီးဒီနေ့ပညာရှင်တွေကလက်ခံထားပါတယ်အဲဘလူးဘယ်ရီကို နေ့စဉ်စားတဲ့လူဟာအုန်းနောက်အည်သွေးကောင်းလာတယ်အုန်းနောက်မှာရှိတဲ့ nerve conduction တွေကိုသူကကောင်းအောင်လုပ်ပေးတယ်ဒါကြောင့်မလို့အုန်းနောက်ကဘာပဲလို့လို့လင်းလင်းမြန်မြန်တွတ်တွတ်လဲလဲလုံနိုင်တယ်မှန်ညာအည်သွေးကိုတွတ်တက်အောင်လုပ်ပေးနိုင်တယ်အထူးသဖြင့်အသက်ကြီးတဲ့လူတွေမှာဆိုရင်မှန်ညာအည်သွေးကျဆင်းမှုကိုသူကကာကွယ်ပေးထားတယ်လူငယ်တွေမှာသုံးမယ်ဆိုလို့ရှိရင်လဲစာတင်တဲ့အရွယ်တွေမှာဆိုရှင်လဲမိမိဖတ်ထားတဲ့စာတွေကိုမြန်မြန်ဆန်ဆန်မှတ်မိတယ် ဆံမွက်ဖြည့်တဲ့ခါမှာလည်းအမှတ်ရဖို့အတွက်ကိုအများကြီးထောက်ကူဖြစ်တယ်။ဒါဘလူးဘယ်ရီရဲ့အင်မတန်ကောင်းတဲ့အချက်ဖြစ်ပါတယ်။အဲ့တော့အမှန်ကန်ကောင်းအောင်လှုပ်တံနဲ့ပတ်သက်လို့ဒါကမ္ဘာမှာသူရတနာစာရန်တွေကထွက်လာတာသိမကြသေးပါဘူး။အရင်တော့ဆိုရင်ဘလူးဘယ်ရီကအမှန်ကန်ကောင်းတယ်ဆိုတာကိုမသိပါဘူး။အရင်ပထမပြောခဲ့တဲ့အချက်နှစ်ချက်ကိုပဲလူတွေကသိကြပါတယ်။ Antioxidation ရှိတယ်အင်ဖလမေးရှင်းတွေကြားတယ်၊နာကျင်မှုတွေတက်တာတယ်၊နှလုံးသွေးကြောကျဉ်းတာတက်တာတယ်၊နှလုံးရောဂါကောင်းတယ်၊သွေးရောဂါကောင်းတယ်။ဒါပေမဲ့နောက်ပိုင်းရောက်တဲ့အခါမှာ အုံနောက်နဲ့အာုံကြောတွေကောင်းအောင်လုပ်ပြီးတော့မှတ်ညာကိုတိုးတက်အောင်လုပ်ပေးနိုင်တယ်ဆိုတာကိုသိလာတာ2010နောက်ပိုင်းကျမှဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်တဲ့သုတေသနဆာရန်ကြီးအများကြီးထွက်ပါတယ်အဲ့တော့2010မှာပထမဆုံးထွက်လာတဲ့သုတေသနစာတမ်းကတော့ဖြင့် blueberry supplementation improve memory in older adults ဒါက2010မှာဒါအမေရိကန်မှာရှိတဲ့စိုက်ပျိုးရေးဌာနပေါ့နော် USDA လို့ခေါ်ပါတယ် USDA မှာရှိတဲ့သုတေသီတွေနဲ့ကနေဒါရဲ့ agriculture ဒီဆက်ပြီးဌာနမှာရှိတဲ့သူတိတိတွေပေါင်းပြီးတော့မှလောက်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ blueberry အသီးကကနေဒါနဲ့အမေရိကန်ရဲ့ဆက်ပြီးဌာနတွေအတွက်ကိုအင်မတန်အရေးကြီးတဲ့နော်ထုတ်ကုန်တစ်ခုဖြစ်လို့ဖြစ်ပါတယ်။သူတို့တွေကသူတိတနာလုပ်တဲ့အခါမှာ blueberry ကိုသူအသက်ကြီးတဲ့လူတွေပေါ့နော်။အသက်80နှစ်ကနေပြီးတော့80နှစ်ကြားမှာရှိတဲ့လူတွေကို blueberry juice ဆိုသူတိုက်တယ်။အဲ့တော့ဆေးမတိုက်မီနဲ့ဆေးတိုက်ပြီးပေါ့နော်။အားလုံး12ပါတီတီကိုတိုက်ပါတယ်။ဆေးမတိုက်မီမှာသူတို့ရဲ့အုံနောက်အရေးချင်း memory အရေးချင်းသူ့ရဲ့ဘာကိုစစ်ထားတဲ့တခါ ဆက်နှစ်ပတ်ကြာတဲ့အခါမှာဘလူးဘယ်ရီကိုဆက်နှစ်ပတ်ဒီတနေ့ကိုတစ်ခွက်တစ်ခွက်တစ်ခွက်ပုံမှန်ထိုက်ပြီးတော့ဆက်နှစ်ပတ်ကြာတဲ့အခါမှာဒုတိယကြိမ်ထပ်ပြီးတော့သူတို့ရဲ့ memory နဲ့ performance တွေကြည့်တဲ့အခါမှာသူတို့ရဲ့မှတ်ဉာဏ်တွေကအများကြီးတိုးတက်ကောင်းမွန်လာတာကိုတွေ့ရတယ်။အဲ့ဒီနောက်ပိုင်းမှာ2020နောက်ပိုင်းမှာဒီမှတ်ဉာဏ်နဲ့ပတ်သက်တဲ့သူတည်တနာစာရန်းတွေတောက်လျှောက်တောက်လျှောက်ထွက်လာတယ်။နောက်ဆုံးမကြာသေးခင်ကလုပ်တဲ့သူတည်တနာကတော့ဖြင့်ဒါ American Journal of Clinical Nutrition လို့ခေါ်တဲ့ဂျာနယ်မှာပါတဲ့သူတည်တနာစာရန်းဖြစ်ပါတယ်။ဒီစာရန်းကိုတော့ဥဆောင်လုပ်တာကတော့ ကဘာကျော် Harvard Medical School ကပညာရှင်တွေနဲ့ကနေဒါနိုင်ငံမှာရှိတဲ့ပညာရှင်တွေပေါင်းပြီးတော့လှုပ်တာဖြစ်ပါတယ်။ UK နိုင်ငံမှာရှိတဲ့ပညာရှင်တွေလည်းပါပါတယ်။အဲ့တော့သူတို့ကဘာစမ်းလဲဆိုရင်ဒီမှာတော့ကတော့ပုံမှန်ပေါ့နော်စမ်းတာပေါ့။ Harvard ကစမ်းတဲ့အခါမှာသူကတကယ်ကိုအရေးသွေးပြည့်မီတဲ့သုတေသနဆာလန်းတစ်စောင်ဖြစ်ပါတယ်။နော်သူကဒီ clinically ပြောမယ်ဆိုလို့ရှိရင်နော်ဒီ double blind randomized placebo control study လို့ခေါ်ပါတယ်။အဲ့တော့သူ့ကိုအလုံး6လတိတိစမ်းပါတယ်။ ူပေါင်း136ယောက်ကိုသူကယူလိုက်တယ်အသက်90နဲ့80ကြာအဲ့တော့ယူလိုက်ပြီးတဲ့အခါမှာအုပ်စုနှစ်ခုခွဲလိုက်တယ်တအုပ်စုကို blueberry juice ကိုတိုက်တယ်တအုပ်စုကိုတခြား juice ကိုတိုက်တယ်အဲ့တော့ဘယ်အုပ်စုက blueberry ပါတဲ့ juice တယ်တခြားအုပ်စုကတခြား juice လဲဆိုတာကိုသူကမသိပါဘူးဒီ juice နှစ်ခုရဲ့အရသာကိုလည်းအယောင်စင်းအောင်လည်းတူအောင်လုပ်ထားတယ်အဲ့တော့ပြီးတဲ့6လကြာတဲ့အခါမှာသူတို့ကိုပြန်ပြီးတော့မှကြည့်လိုက်တဲ့အခါမှာ blueberry juice တောက်ထားတဲ့လူတွေက metabolic syndrome လို့ခေါ်တဲ့ဒီသွေးတို့ရို C2 ရို နှလုံးရောဂါတို့စသည်အားဖြင့်တို့ဟာဒီအများကြီးတိုးတက်ကောင်းမွန်လာတဲ့အပြင်ကိုတို့ရဲ့အမှတ်ညာရည်သွေးပါအများကြီးတိုးတက်ကောင်းမွန်လာတာဆိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်မလို့ဒီနေ့မှဆိုရင်ဒါ blueberry ကစားသုံးသူများလာပါတယ်။နိုင်ငံတကာမှာလည်း blueberry ရဲ့သုံးဆဲမှုတွေများလာတယ်။အမေရိကန်နဲ့ကနေဒါမှာရှိတဲ့ blueberry ကလည်းနိုင်ငံတကာပို့လို့မလောက်ဖြစ်လာပါတယ်။အဲ့တော့ကောင်းပြီ blueberry ကကျွန်တော်နိုင်ငံမှာရှိလာလို့မေဗမာပြည်မှာတော့စိုက်တာပြောတာမရှိပါဘူး။အကုန်လုံးဗမာပြည်မှာရှိတဲ့ blueberry စူပါမားကတ်မှာဝယ်လို့ရတဲ့ blueberry ကဒါအမေရိကန်တို့ကနေဒါတို့ကနေဝင်လာဖြစ်ပါတယ်။အထူးကတော့အမေရိကန်ကလာတာဖြစ်ပါတယ်။ ော်ကျွန်တော်တို့ဒီဖိန်းအနေနဲ့ကဘလူးဘယ်ရီရဲ့ extract နဲ့စိတ်ထုတ်ထားတာရှိပါတယ်နော်အဲ့တော့ဒီဘလူးဘယ်ရီထဲမှာပါဝင်တဲ့ anthocyanin ကိုရအောင်ကျွန်တော်လှုပ်ထားဖြစ်ပါတယ်ဘလူးဘယ်ရီမှာပါတဲ့ anthocyanin အစားကိုသူ့ရဲ့ပိုကောင်းတဲ့ဒီ pro anthocyanin ဆိုတဲ့ compound နဲ့စိတ်ထုတ်ထားတာဖြစ်တဲ့အတွက်ဒါကိုစားလိုက်လို့ရှိရင်ခန္ဓာကိုယ်ရရောက်တဲ့အခါမှာသွေးထဲမှာရှိတဲ့တကြားနဲ့သွေးထဲမှာရှိတဲ့ glucose နဲ့ပေါင်းပြီးတော့မှသူက anthocyanin အဖြစ်ကိုပြောင်းတယ်ပြီးတော့မှခုနကကျွန်တော်ပြောတဲ့အလုပ်တွေလုပ်တာဖြစ်ပါတယ်အဲ့တော့သွေးထဲမှာရှိတဲ့ glucose ဆိုတဲ့ကြာစင်းစေတဲ့အာနိသင်ရှိပါတယ် ဒါကြောင့်မလို့နောက်ပိုင်းတိလာတဲ့အခါမှာသူဒီအုံနောက်နဲ့အာုံကျော်ကိုကောင်းစီတဲ့ပြင်ကိုစီချူယောဂအတွက်လည်းအကျိုးရှိတယ်ဆိုတော့နောက်ပိုင်းတိလာတာဖြစ်ပါတယ်အဲ့တော့ blueberry ကိုတောက်ချင်းအဖြစ်ဒါမညာကောင်းတယ်သွေးလိုစီချူတွေအတွက်ကောင်းတယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်မှာရောင်ရမ်းခြင်းကြစီတဲ့အာနိသင်ကိုရစီနိုင်ပါတယ်ဆိုတော့ဒီနေရာကနေပြီးတော့ဒီတင်းကောင်းပါကျင်ပါတယ် blueberry တောက်မယ်ဆိုရင်တာမားဖြစ်ဆိုရင်မနေ့တလုံးညနေတလုံးတောက်လို့ရပါတယ်အစာမစားမီတောက်တာကတော့ပို့ပြီးတော့အာနိသင်ကိုရစီပါတယ်အော်လူငယ်လူရွယ်ပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ် ဒါအုံနောက်နဲ့အအောင်ချိုးကိုကောင်းချင်မှတ်ညာအောင်ကောင်းချင်လို့ရှိရင် blueberry ကိုတောက်လို့ရတယ်ဆိုတာကိုကျွန်တော်အနေနဲ့သတင်းကောင်းပါချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်